စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲရဲ့လုံခြုံရေးကိုထိခိုက်စေနိုင်မဲ့လှုံ့ဆော်မှုနဲ့အွန်လိုင်းမီဒီယာအသုံးပြုသူတွေကိုစေအုပ်စုကတင်းတင်းကြပ်ကြပ်အရေးယူတာတွေနဲ့ဖမ်းဆီးတာတွေလှုံ့ဆော်နေပြီးအရေးယူခံရသူ64ယောက်ရှိသွားပြီဖြစ်တယ်လို့ဖမ်းဆီးခံထားသူတွေထဲမှာအသက်မပြည့်သေးသူတွေလည်းပါဝင်နေပါတယ်။မျက်သစင်ပေးပို့ထားပါတယ်ရှင်။ပါတီဆောင်ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုပြတ်ပြားစေရန်ရည်ရွယ်ပြီးလှုပ်ဆောင်စစ်အုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲအပေါ်ဝေဖန်ခဲ့သူတွေကိုရွေးကဥပဒေလိုခေါ်တဲ့ ပါတီဆောင်ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွေကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းကနေကာကွယ်ပေးရေးဥပဒေနဲ့အရေးယူထားသူ64ယောက်ရှိသွားပြီလို့အော်တိုဘာလ3ရက်နေ့ကနေပြည်တော်မှာလှုပ်ခဲ့တဲ့ရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေးမှာစစ်တပ်ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကပြောပါတယ်။ဒီထဲမှာပထမဆုံးဖမ်းဆီးခံခဲ့ရသူကရှမ်းပြည်နယ်တောင်ကြီးမြို့ကကိုနေသွေးဖြစ်ပြီးဩဂုတ်လကဖမ်းဆီးခံခဲ့ရပြီးတော့ စက်တင်ဘာလ9ရက်နေ့မှာစစ်ခုံရုံးကနေပုံမှန်23ကာကြီးနဲ့အလုတ်ကျန်းတဲ့ထောင်တန်း9နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မှာတော့စက်တင်ဘာလ14ရက်နေ့မှာကရပြည်နယ်လွိုင်းကော်မြို့နယ်ကကိုပိုင်စိုးကိုဟန်ထွန်းအောင် ကိုအောင်နိုင်လင်းကိုဖြိုးပိုင်စီအောင်နဲ့ကိုထွန်းနေဦးလှိုင်တို့၅ယောက်တို့ကိုလည်းပုံမှန်23ကာကြီးနဲ့အမှုဖွင့်အရေးယူခဲ့တာပါ။ ဒီဖမ်းဆီးခံခဲ့ရတဲ့9ယောက်မှ3ယောက်ကအသက်မပြည့်သေးတဲ့အရွယ်တွေလည်းဖြစ်ကြပါဗျ။ဒါအပြင်စက်တင်ဘာလ16ရက်နေ့မှာတော့ရန်ကုန်တိုင်းရွှေပြည်သားမြို့နယ်ကကိုရဲသူရအောင် ကိုကျော်ဝနာကိုချစ်ဝင်းနဲ့ကိုပြည့်ထွန်းတို့၄ယောက်ကိုဖမ်းဆီးအရေးယူခဲ့တာပါ။စက်တင်ဘာလ17ရက်နေ့မှာတော့ရန်ကုန်တိုင်းလှိုင်းသာယာမြို့နယ်ကကိုအောင်ရဲထွန်းနဲ့ကိုရဲနိုင်ကြည်ဝင်းတို့ကိုဖမ်းဆီးခဲ့ပြီး23ကာကြီးနဲ့အမှုဖွင့်ခဲ့ပြန်ပါတယ်။ ဒီလိုဖမ်းဆီးမှုတွေဟာစစ်တပ်အနေနဲ့လုံဆောင်ခွင့်အာဏာမရှိသလိုပြည်သူလူထုရဲ့အခြေခံနိုင်ငံရေးခွင့်ရဖြစ်တဲ့မဲပေးခွင့်ကိုစော်ကားတာဖြစ်တယ်လို့မန္တလေးဒေသနိုင်ငံရေးစင်ကြံဖြစ်မြောက်ရေးအဖွဲ့ OFMPP ကကိုစင်ကဆိုပါတယ်။ DVB ရဲ့မေးမြန်းချက်ကိုကိုစင်ကစာနဲ့ရေးသားဖြေဆိုခဲ့တာဖြစ်ပြီး DVB သတင်းတောက်တယောက်ကအတန်စားထိုးဖတ်ကြားပေးထားပါတယ်။အခုလိုတရားမဝင်တဲ့အတူရောင်ရွေးကောက်ပွဲကိုမဖြစ်မနေပြုလုပ်ဖို့ကြိုးစားတာ ရွေးကောက်ပွဲနဲ့ဆက်လင်းတဲ့ဥပဒေတွေပြဋ္ဌာန်းတာဟာလူထုရဲ့ဒီမိုကရေစီအခွင့်အရေးလူထုရဲ့အခြေခံနိုင်ငံရေးအခွင့်အရေးဖြစ်တဲ့မဲပေးဝင်ကိုပြောင်ပြောင်တင်းတင်းစော်ကားတယ်လို့ပြောလို့ရပါတယ်။နောက်ပြီးဒီတူရောင်ရွေးကောက်ပွဲကိုပအဝင်ပူးပေါင်းမှုမပြုဖို့နှိုးဆော်သူတွေမပအဝင်လူသူတွေကိုအထမတရားမဝင်တဲ့နီးလန်းတွေနဲ့အေးအေးယူဖို့လှုပ်တာပြစ်ဒဏ်ချမှတ်တာဆက်ဆက်ဥပဒေတွေထုတ်ပြန်နေတာတွေမဲပေးနိုင်ရေးနီးမြွတ်မြွတ်နဲ့ပြည်သူကိုချိမ့်ချောက်ဖိအားပေးတာတွေ လူလူရဲ့မဲပေးခွင့်အခွင့်အရေးကိုအလွဲသုံးစားလုပ်တာတွေဟာစစ်တပ်ကိုယ်တိုင်ကသူတို့လုပ်ဖို့ကြိုးစားနေတဲ့ရွေးကောက်ပွဲကိုသူတို့ကိုယ်တိုင်ကပဲအကြမ်းဖက်နေတာဖြစ်တယ်လို့လည်းပြောလို့ရပါတယ်စစ်တပ်ကရွေးကောက်ဥပဒေကိုပြဋ္ဌာန်းပြီးအဲ့ဒီဥပဒေအရာအရေးယူတဲ့အမှုတွေကိုဝါရဖြန့်သတင်းစာတွေကနေဖော်ပြလေးရှိပါတယ်ကြံတဲ့အမှုတွေထက်ရွေးကောက်ဥပဒေနဲ့ဖမ်းဆီးအရေးယူတဲ့အမှုတွေကိုဒီလိုဖော်ပြတာဟာစစ်တပ်ကသူတို့လုပ်မဲ့ရွေးကောက်ပွဲကိုမဆန့်ကျင်ရအောင် ပြည်သူကိုချင်းချောက်တာလို့ဝေဖန်တာတွေရှိပါတယ်။ရန်ကုန်မြို့ကလူငယ်တယောက်ဖြစ်တဲ့မဟိမန်ကတော့အာနာသိမ့်မိကလေးကစစ်အုပ်စုဟာသူတို့ကိုစန့်ကျင်သူတွေကိုဖမ်းဆီးထောင်ချတာတွေအမဲပြုလုပ်လို့ရှိပြီးအခုလဲရွေးကောက်ပွဲနေတော့ပိုပြီးတင်းကျပ်တာတွေရှိတယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းလူငယ်တယောက်အနေနဲ့တော်လန်ရင်အတွက်လောက်စီယာရှိတာတွေကိုအမဲလုသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ ကျမတို့လူငယ်ရင်းနဲ့ကျမတို့တနိုင်တဲ့ဘက်ကနေပြောအမြင်ပေါ်ဝင်နေမှာဖြစ်တယ်ပေါ့နော်ဆိုတော့အဲဒါပေမဲ့ကိုကဒီလိုမျိုးလုပ်တဲ့အခါမှာကိုတို့လည်းဒီအနေနဲ့ရှိရပေါ့နော်သူတို့ကလည်းသူတို့လုံးဆေးရရှိရအောင်သူတို့လုံးနေတလိုမျိုးပေါ့နော်ဒီကျမတို့ကလည်းကျမတို့ပြည်သူတွေအနေနဲ့ကျမတို့ဒီလုံးဆေးရရှိအောင်လုပ်ရမယ်သူတို့ကလည်းဒီရွေးကောက်ပွဲကိုဟိုဖြစ်အောင်လုပ်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ကြောင့်သူတို့လည်းဖြစ်အောင်လုပ်မယ်ဆိုတော့ညီမတို့ဒီကျမတို့ဘက်ကနေပြီးလဲကျမတို့ဒီ ဘယ်လိုရရှိရရောဟိုအမြင်မပြတ်စဉ်းစားမပြတ်ဆက်ပြီးတော့လုပ်တော့ပို့လို့ရပေါ့နော်ရွေးကဥပဒေမှာအခန်းရှိခန်းနဲ့ပုံမှန်32ခုရှိပြီးထောင်နဲ့၃နှစ်ကနေတည်တံအထိချမှတ်နိုင်တဲ့ပြည်ထန်တွေပါပါတယ်ဒီရွေးကဥပဒေနဲ့စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲကိုကန့်ကွက်ခဲ့ကြတဲ့ကရင်အမျိုးသားစီယုံ KNU ဥက္ကဋ္ဌဘရူစိုးကွယ်ထူးဝင်းအပါဝင် ခေါင်းဆောင်တွေကိုလည်းအမှုဖွင့်ထားပါတယ်ဒီလိုမျိုးအလားတူအမှုဖွင့်ခံရတဲ့ဖြစ်စဉ်တွေရှိပြီး ဖြစ်စဉ်ပေါင်း44ခုရှိပါတယ်။တဝဲခိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ DDMSC တာဝန်ခံကိုမင်းလွင်ဦးကဒီလိုမတရားတဲ့ဥပဒေနဲ့ဖမ်းဆီးအရေးယူမှုတွေဟာနိုင်ငံရေးအန်တုမှုနီလန်းတွေနဲ့စစ်အာဏာရှင်ကို တိုက်နေတဲ့အင်အားစုတွေအတွက်တော်တော်လေးအကျက်တွေ့စေတယ်လို့ဆိုပါတယ်။စစ်အုပ်စုကပြုလုပ်မဲ့အတုယောင်ရွေးကောက်ပွဲကိုနိုင်ငံတကာအနေနဲ့တေချာလေးလာစောင့်ကြည့်သင့်ပြီးတော့ဒီရွေးကောက်ပွဲကထွက်လာမဲ့အယောင်ပြအစိုးရကိုလည်း အတိအမှန်မပြုကြဖို့ကိုလည်းကိုမင်းလွင်ဦးကတောင်းဆိုခဲ့ပါတယ်။ကျွန်တော်တို့ဟိုကမဲပိခွေလည်းရှိတယ်လို့ပဲမဲပိခွေလည်းရှိတယ်။အဲယူကောက်ခွေကိုကျွန်တော်တို့ဆက်ကျင်ခွေလည်းရှိတယ်။ဒါကျွန်တော်တို့နိုင်ငံသားတရုတ်ရဲ့ရမယ့်အခြေခံခွေကြီးဖြစ်တယ်ဟောဗျာ။အဲအဲ့တော့ဒါကိုဟိုနိုင်ငံတကာနေနဲ့လည်းပဲဟိုအဲတတိချာလေးလေးလာစောက်ကြည့်ပြီးတော့ဟိုစစ်ကောက်စီရဲ့တည်အောင်ယူကောက်ခွေကိုဆက်ကျင်သွားဖို့လိုတော့ဟောဗျာ။အခုဆိုလို့ရှိရင်စစ်ကောက်စီကတကယ်ပဲပေါ်ပေါ်ထင်ထင်ဟိုဘလောက်ဟိုဒီကျွန်တော်တို့နိုင်ငံသားခွေကြီးတွေချုပ်ဖောက်နေလဲဆိုရဲဟာကို ဟိုနေ့စဉ်နဲ့မျှဟိုထင်သာမြင်သာပြနေတာပဲဗျာအဲအဲ့တော့ဟိုဒီဒီနိုင်ငံတကာဟိုဆိုးရွားနေနေလည်းပဲနိုင်ငံတကာဟိုဖွဲ့ဖွဲ့စည်းနေနေလည်းပဲဒီစစ်ကောင်စီကဥမာတကယ်လို့ရုပ်ကုတ်ပွဲလုပ်နိုင်တယ်ဆိုလို့ရှိရင်ပဲအဲ့ဒီရုပ်ကုတ်ရုပ်ကုတ်ပွဲကတက်လာတဲ့ဟိုဒီသူတို့ရဲ့ရုံကြဆိုးရွားကိုဟိုနိုင်ငံကြီးအတိမပြူဖို့ပေါ့ဗျာအဲအဲ့ဒါမျိုးလုပ်စီချင်တာပေါ့ဗျာရွေးကဥပဒေလို့ခေါ်တဲ့ပါတီဆောင်ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွေကို နောက်ဆက်ဟန်တာဖျက်ဆီးတာကနေကာကွယ်ပေးရေးဥပဒေကိုအာနာသိန်းစစ်ခေါင်းဆောင်ကဇူလိုင်လ29ရက်နေ့ကလက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။ကျမမြတ်သိန်းပါရှင်။အပြည့်ဝနားလဲပြီးတော့မှအလုံးရက်တီ